ေးသမားဘဝကနေဒေါ်လာ5ဘီလီယံကျော်တန်တဲ့ real estate empire ကြီးကိုတည်ထောင်သွားခဲ့တဲ့ Grant Cardone ကြောင့်ဘဝတန်တန်သုံးပုံတပုံလောက်ကိုအလီလိုင်းဆေးချရတဲ့အချိန်ဖြုံးပြီးတော့ဘဝရှိရေးဆိုလို့ခေါင်းရှုပ်ခံပြီးတပတ်စာလောက်တောင်ကြိုမတွေးခဲ့ဘူးတဲ့သူတယောက်ကနေဘာတွေဘလို့လုပ်ပြီးတော့များဒေါ်လာ5ဘီလီယံကျော်တန်တဲ့ empire ကြီးကိုတည်ထောင်သွားတာလဲဘလိုမျိုး strategy move တွေရွှေ့ပြီးတော့လူတိုင်းတိုင်ပြောက်နေတဲ့ housing crisis ကာလောက်အကောင်းဆုံးပုံစံနဲ့ကြော်ဖြတ်သွားပြီးတော့ဒေါ်လာ1900ကျော်ထိချမ်းသာတဲ့ပုံကိုအနေနဲ့ပြန်ထွက်လာတာလေ ဒါရီအားလုံးခဏနေမိတ်ဆွေတို့အသေးစိတ်နားလည်တော့ပါလိမ့်မယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်တို့ CIA YouTube Channel ကနေကြိုဆိုလိုက်ပါတယ်။ CIA ရေ CIA ဘလို့ဖြစ်ရလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့ CIA YouTube Channel ကနေပြီးတော့အပတ်စဉ်တိုင်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မိတ်ဆွေနေတဲ့ video လေးကြည့်ပြီးတော့ကိုယ့်အတွက်တစ်ခုခုအကျိုးရှိသွားတယ်၊ဘ ഹു တတတိုးသွားတယ်ဆိုရင်ကျွန်တော်တို့ရဲ့ Channel ကို Subscribe တစ်ချက်လုပ်သွားလိုက်ပါ။ Okay ဆိုတော့ January သိသိမသွားခင် Grand Cardone ရဲ့ငွေပေါ်အရင်သွားလိုက်အောင်။ ကာရိုနီကို match 21 1958 Lakers Louisiana USA မှာမွေးခဲ့တယ်။ Middle class family ကလာတယ်။မောင်နှမ9ယောက်ရှိရအောင်မှာကာရိုနီကအငယ်ဆုံး။အဖေဖြစ်သူ Curtis Lewis ကာရိုနီရဲ့အလုပ်ကိုကြည့်မယ်ဆိုရင်သူ insurance salesman ။ insurance salesman ဆိုတော့ဗျာကျွန်တော်ဒီအာမခံနေရောင်းတာပေါ့အသက်အာမခံကားအာမခံအိမ်အာမခံရောင်းလို့ရသမျှအာမခံမှသမျှအကုန်ရောင်းနေဒီဘွားရတဲ့ commission နဲ့သူတို့မိသားစု survive လုပ်တယ်တခါအမေဖြစ်သူ consultant Neil Cardone ကိုကြည့်မယ်ဆိုရင်တော့ housewife မှာ housewife ဆစ်ဆစ် ဒီဒုသားသမီးကိစ္စပဲစိတ်ဝင်စားတယ်အပြင်အိမ်မှုကိစ္စလုပ်တယ်ဂျန်နဲ့စီးပွားရေးနဲ့ပတ်သက်လို့ဘာမှမသိဘူးအခုချိန်ထိလည်းဘာမှမလုပ်ခဲ့ဘူးတာဖြစ်တယ်အတွက်ဒီတိုင်းပဲပေါ့ဒီလိုနဲ့နေလာရင်ကနေ Grand Caro နေအသက်7နှစ်သားအရောက်မှာသူ့အဖေကနေပြီးတော့ရုတ်တရက်နှလုံးအမောဖောက်ပြီးတော့ဒီကိစ္စနဲ့ပဲကွယ်လွန်နေစာရောက်သွားတယ်အခုလိုမျိုးသူတို့အိမ်ရဲ့တခုရဲသောအင်ကန်ဆိုးစ်ဖြစ်တဲ့သူ့အဖေတည်သွားပြီးတဲ့နောက်မှာအမေဖြစ်သူကပဲဒီမိသားစုအတွက်ကိုသူတာဝန်ယူပြီးတော့စားဖို့တောက်ဖို့တခြားအထွေထွေစည်းအတွက်ထွက်လာဖို့အတွက်ကိုကြံအဆင်အဖန်ရတဲ့အခြေအနေဖြစ်သွားတယ်ဆိုတော့သူလုံးတာရရောရှင်းတယ်ဗျဘယ်လိုလဲဆိုတော့ ီတယောက်ကြမသိခင်တော့သူသွင်းခဲ့အသက်အာမခံကြီးရှိတယ်။ဆိုတော့ဒီဘက်ကနေပြီးရမယ့်ပတ်စံအမောင်းတစ်ခုသွားထုတ်တယ်။နောက်တစ်ခါလက်ရှိသူတို့အနေနဲ့အိမ်ရှိမယ်။ဒီအိမ်ကိုသူကရောင်းလိုက်တယ်။ရောင်းပြီးတော့ကြတခြားစင်ကြီးဖုံးရက်ကွက်ဈေးပေါပေါပဲပဲရက်ကွက်တစ်ခုမှသွားဝယ်ပြီးတော့ကြတော့ဂျားရဲအဟာပိုနေပတ်စံကိုဒါသူဗန်ထဲထည့်ရပြပြသူကသူတနေရာမှာစမ်းမောင်းတင်းထားတာပြပြလှုပ်ပြီးတော့ကြတော့ဒါသူသားသမီးကြီးចောင်းစီ ောက်ပြီးတော့မဖြစ်မနေသူတို့စေရုံစေကန်တက်ဖို့လိုလာပြီဆိုရင်သုံးဖို့ဈေးအတွက်ကိုတသက်ဖယ်ထားလိုက်တယ်ဒီကြားရဲ့သူတို့မိသားစုရဲ့စားဈေးတောက်ဈေးတခြားအထွေထွေဈေးအတွက်ကာမိအောင်သူကနေပြီးတော့အပြင်ထွက်ပြီးတော့ရရလုံမသမီးအကုန်ပတ်လို့ရတဲ့လောက်ပတ်စံစုပဲအခုလိုမျိုးအမေဖြစ်သူရှေ့ရနေပြီးတော့ share plan နဲ့စူးစမ်းပေးနေရအောင်ကျေးဇူးဆက်တဲ့အနေနဲ့အငယ်ဆုံးတားဖြတ်တဲ့ grand cardone ကနေပြီးတော့တစ်ဖက်မှာပါရီလို့လဲဆိုတော့အကြောင်းလေးလက်တယ် နောက်ပြီးတော့ကျရန်နေဖြစ်တယ်အများကြီးထိုးကြိပြီးတော့စိုးမိုက်နေနောက်ပြီးရင်အသက်16နှစ်သားလောက်ကလေးကစပြီးတော့ကျဆေးစာချရဆေးစာသုံးတယ်ဆိုတော့ဒီကပတ်စံထွအောင်ဖန်လာတော့ရှင်းပါတယ်သူ့မေစီကလင်သူ့မေစီကကိုယ်တယ်မဟုတ်လေတခြားလစ်တဲ့နေရာနေရတယ်လို့ဆွဲပြီးဒါအတွက်ကိုမထွက်ထွအောင်ဖန်တယ် အခုလိုမျိုးရှိုးရင်တိုင်းဆိုမိုက်ချင်တိုင်းမိုက်ပျက်စီးရင်တိုင်းပျက်စီးနေပြီမဲ့လေအမေဖြစ်သူကဘေးနာနေသူ့အမြဲနားချနေရဖြစ်တဲ့အတွက်ဆရာသမားကြောင်းတော့ပြီးအောင်တက်သွားတယ်။ဆိုတော့အသက်23မှာ Magni State University ကနေပြီး Accounting နဲ့ပွဲရတယ်။ဒီနောက်ပိုင်းမှာတော့သူ Car Dealership တခုမှာ Salesman အယောင်ပိုင်းမှာအလုပ်ထည့်ရတယ်။ဒါပြဿနာကသူကအချိန်တော်များများဈေးကွဲနေဈေးများနေဆိုတော့ Bar Script မှာလည်းမရှိဘူးအလုပ်ကိုလည်းအလုပ်နဲ့တန်အောင်မလုပ်ဘူး။စကားကလည်းပြောချင်တယ်လို့ပြောမပြောချင်တယ်လို့မပြောဆိုတော့ကြတော့အချိန်နေတာကြာသွားတယ်။သူတာဝန်ယူထားတဲ့အပိုင်းကနေပြီး Car တစည်းမှထွက်အောင်မရောင်းနိုင်ဘူး။ ဒီလိုမျိုးဆိုပိုင်ရှင်တရားလည်းသူ့ကိုကြာကြာမထအောင်လှုပ်ထုတ်တယ်အဲဒီလိုနဲ့ပဲသူအပြင်လက်တွေဘွားမှာရှုံးသမားဖြစ်နေရဆိုတော့ဓာကြီးကိုမင်းရင်ပြောင်ဖြစ်ဖို့အတွက်လက်ထက်ပတ်စံရှိပြီးအားပြီဆိုတာနဲ့စေးချတယ်အဲ့လိုမျိုးချလို့ပဲဘွားပို့ပြီးစိုးလာ Grand Cardone တရားအခုလိုမျိုးဘွားကိုရေစုံမျောလိုက်နေရင်ကနေတရက်မှာတော့စုပ်ပြတ်တဲ့နေသူသားဖြစ်သူကြည့်ပြီးအမေကနေပြီးတော့မင်းဆေးဖြတ်ဖို့ rehab ဝင်ဝင်မဟုတ်ရင်လည်းသူနဲ့ဆက်မနေနဲ့ဟိုမကြခင်မှာ Grand Cardone အသက်က30ကျော်တော့မှာ အခုချိန်ဒီမှာသူကပြုပြင်ပြောင်းလဲလို့စိတ်မရှိဘူးဆိုရင်သူ့မင်းစင်းစားတာသူသားတစ်သက်လုံးပြောင်းလဲမှာမဟုတ်လို့အဲ့လိုမှဆိုရင်နေငါသားမလုပ်နိုင်ရဘူးလစ်ပေါ့ဒီသဘောပေါ့ကျွန်တော်ပြောရသူ့အပေါ်ကအကိုအမတွေအားလုံးကြည့်လိုက်မယ်ဆိုရင်သူတို့အသက်၈နှစ်ကျော်ကြီးဆိုတာနဲ့အဲသူဟာသူဆိုင်ရဆိုင်ရကြောင်းတန်ရတစ်ဖက်ကနေပြီးတော့အလုရှာရနဲ့စိုက်ဟဆယ်လုပ်တယ်လုပ်ပြီးတော့မှရတဲ့ပစံစုဆိုပြီးတော့သူဟာသူအိမ်ခွဲနေသူစားစီတောက်စီရှာပြီးတော့သူ့ချက်ပေါ်သူရက်သွားတဲ့လူတွေကြီးပဲအ ဒီလိုမျိုးကိစ္စဆိုရသည် US မှာအသက်ပြည့်ပြီးတဲ့သူတိုင်းဒီပါလုံနေတဲ့ကိစ္စထူဆန်းနာကအခု Grand Cardone လို့လူမျိုးတွေကျွန်တော်ပြောအသက်က30ကျော်တော့မယ်အခုဒီသူ့အမေနဲ့ကတ်နေတော့အဲနေုံမဲဆိုတော့ပြဿနာမရှိဘူးဗျာအခုကသူအလုပ်လဲမမဲရမလုပ်ဘူးအဲနောက်ပြီးတော့သူ စားဖို့တောက်ဖို့သူအသုံးစရိတ်ရုပ်စွာဆုံးဆေးချဖို့အတွက်လိုတဲ့ပတ်စံမှာသူ့အမေကကုန်ရှာပေးနေရတာဒါမျိုးဆိုတော့ဘလို့မှသိမခံနိုင်တော့တဲ့အဆုံးမှာသူ့အမေကနေပြီးတော့ဒီစကားထားပြောရပဲကျွန်တော်ကတော့မြင်တယ် Grand Caroni အနေနဲ့ကလောလောဆယ်သူ့မှာရွေးချယ် option များများဆက်စားမရှိရအကြောင်းရောနောက်ပြီးတော့သူကိုနိုင်ကလည်းလက်ရှိသူ့ဘဝရဲ့သူမုန်းနေပြီဆိုတော့သူပြောင်းလဲကျင်တယ်နောက်ပြီးတော့သူ့အနေနဲ့ fee တစ်ခုခုရဲ့တကယ်တကယ်အာတော်ခွန်ဆိုင်အားထည့်ပြီးတော့ all in ဝင်ကြုံမယ်100%ဝင်ကြုံမယ်ဆိုရင် ဘလောက် level တည်သူဖြစ်နိုင်လဲသူသိကျင်တယ်ဒါရီအားလုံးကြောင့်နောက်ဆုံးမှာသူကနေပြီးစေးလုံးလုံးဖြတ်ဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်ပြီးသူ rehab ဝင်ခဲ့တယ်ဒီ rehab အတွက်လိုတဲ့ကုန်ကျစရိတ် fees နဲ့ဆိုင်ရဆိုင်ရကိစ္စအားလုံးလည်းသူ့အမေပဲအိတ်ဆိုင်ပေးပြီးတော့လိုအပ်တာမှန်တယ်များ support လုပ်ပေးတယ်ထူးဆန်းတာတစ်ခုကဒီ rehab ကပြန်ထွက်လာတဲ့အချိန်မှာ Caroni ကလုံးဝလူအသစ်တယောက်လိုမျိုးဖြစ်သွားတယ် ဘယ်လိုဆိုတူရင်ပေါင်းနေကြဖြစ်တဲ့အလုံးမရှိအကိုင်းမရှိအိမ်မက်မရှိဘာမှ plan မရှိပဲနဲ့လေလွဲ့နေတဲ့တငယ်ချင်းတွေနောက်ပြီးတော့ကျတော့ဒီသူနဲ့သူတို့ဆေးချဘွယ်ချဘွယ်ကောင်းနေအားလုံးသူအဆက်အသွယ်ဖြတ်လိုက်ပြီးတော့လုံးဝတယောက်တည်းပဲ isolate လုပ်လိုက်တယ်နောက်ပြီးတော့ဒီတိုင်းမှာအားရနေနေရဆိုရင်အဲသူအရင်လိုမျိုးဆေးပြန်တော့ဝင်မှာစိုးရိမ်နေတဲ့အတွက်သူအရင်လောက်ခဲ့မှုတဲ့ car dealership တခုမှာပဲဒါ salesman အနေနဲ့အလုပ်ပြောင်းမယ်လုပ်တယ်ဒီချိန်မှာတော့အရင်လိုမျိုးတောက်ပွဲမလုပ်တော့အခုသူ salesman ဘက်ကိုဝင်နေဒီ sales ဘက်ကိုဝင်မယ်ဆိုရင်လည်းသူအနေနဲ့100% all in ဝင်ကြုံမှုဆုံးဖြတ်ပြီးသားဖြစ်တဲ့အတွက် ။သူကနေပြီးတော့ဒီသူပြောမဲ့ဇာတ်ကားတွေသူပြောမဲ့အဝင်ထွက်တွေလောက်အောင် script တွေကြိုးရေး။နောက်ပြီးရင်ဒီဝယ်သူနဲ့ရောင်းသူကြမှာသူလိုအပ်တဲ့ဟာတွေအလုံးသူ role play လုပ်တယ်။ဘယ်နေရာမှာသူဘလို့ဝင်တော့သူ့အနေနဲ့ first impression ကောင်းမယ်။ဘယ်နေရာမှာဘလို့ဝင်တော့သူ့အနေနဲ့ပို့ပြီးဇာတ်ကားတွေကထည့်ရတာပို့ပြီးအဆင်ပြေမယ်အားရှိမယ်ဒါမျိုးတွေပေါ့။နောက်ပြီးတော့ phone နဲ့ call ပြီးတော့ close ရတဲ့ call တွေရှိရဗျာ။ဒါမျိုးတွေဆိုရင်လည်းသူကသူပြောတဲ့မြတ် phone call ရိုင်းအတွက်ကို record ကြိုးတင်ကြတာရှိရ။အဲ့တော့အဲ့ဒီ record ကိုပြန်နှားထောင်ပြီးတော့ကြာနောက်တစ်ချိန်မှာပိုကောင်းအောင်ဘယ်နှားရေဘယ်လိုပြင်မလဲစသဖြင့်အများကြီး လေ့လာပြီးတော့အမြဲ analyze လုပ်ပြီးတော့ကိုယ့်အကိုပြန် train တယ်ဒီလိုမျိုး share plan နဲ့ကျောင်းလိုက်တာအရင်ကတစ်လနဲ့လို့ဒေါ်လာထောင်ခန်းတောင်ဖြည့်မြောင်ရှားတဲ့သူကနေပြီးတော့တစ်နှစ်အတွင်းမှာဒေါ်လာသိန်းချီပြီးတော့ရှားနိုင်တဲ့အထိအောင်မြင်လာတယ်တို့ဒီလရှိ through branch မှာလည်းသူအတော်ဆုံး sales man ဖြစ်ပါရောက်လာခဲ့တယ်နောက်ပြီးရင် Caroni ကအခုလက်ရှိအလုပ်ဖြစ်နေတဲ့သူ့ရဲ့ system ကိုသူ current တတိပုဂ္ဂလသုံးနာမျိုးမဟုတ်ဘဲနဲ့ဒါကို public ချပေးပြီးတော့ကြတော့သူကနေဒီဘက်ကနေ fee တစ်ခုထည့်ယူတယ်အဲ့ဒါကျွန်တော်ရှင်းပြမယ်ဘယ်လိုလဲဆိုတော့ဗျာဟိုတို့ region တို့နေရာတို့မြို့မှာကျွန်တော်တို့ တိုင်ပတ်နေတဲ့ car showroom တွေရောင်းဝယ်ကြရတဲ့ dealership တွေအများကြီးရှိတယ်။ဆိုတော့ car owner တွေကဒီနေရာမျိုးသွားပြီးတော့ကျတို့ကိုဒါရောင်းဝယ်ဘလောက်ဘလောက်မြင့်ပေးမယ်။ဘာညာစသဖြင့်ဒါမျိုးဖိချင်းလုပ်ပြီးတော့ကျတော့ဆိုတော့သူသုံးနေတဲ့ strategy တို့သူသုံးနေတဲ့ script တို့ပေးပြီးတော့ကျတော့ဒီဘောကနေ consultation fees တခုယူရတယ်။အဲ့ကနေမှဆင်ဆရာသမားကဘာထပ်လုပ်လဲဆိုတော့ကျတော့အဲ company တခုကောက်ထောင်လိုက်တယ်။ထောင်ပြီးတော့ကျဒီ company ကနေဘာလုပ်လဲဆိုတော့ကျဆိုတော့ grand carton sales system ဆိုရဲ system တခုလုံးသူကနေပြီးတော့ video lectures တွေကနေရောနောက်ပြီးတော့အပြင်မှာ workshop တွေဖွင့်ပြီးတော့ entire အားတိုင်းသင်ရတဲ့ အရင် viral ဖြစ်လာတယ်။အချို့ပြောရမယ်ကျွန်တော်ဒီလိုမျိုး share plan နဲ့ဂျုံဝင်းဂျုံဝင်းကနေပြီးတော့1995ခုနှစ်အရောက်သူအသက်38နှစ်မှာ Caroni Empire အတွက်အဓိကလိုအပ်တဲ့ foundation ဖြစ်တဲ့ဒေါ်လာတသန်းကိုသူပထမဆုံးရှာနိုင်ခဲ့တယ်။ဆိုတော့ဒီဒေါ်လာတသန်းကိုသုံးပြီးတော့ကျတော့ဒေါ်လာ5 billion ကျော်တန်းတဲ့ real estate empire ကို Caroni ဘလို့စောက်သွားလဲဆိုတော့စောက်ရမ်းမိုက်တယ်။အရင်လဲ strategy ဖြစ်တယ်။ကျွန်တော်ဒါကိုသေးသေးချက်ချင်းပြပေးမယ်။ ဆိုတော့ cardo နေဆေးပြတ်ပြီးနောက်ပိုင်းနောက်3နှစ်အတွင်းမှာသူအလုပ်လုပ်တဲ့ cash or card dealership မှာသူက top salesman ဖြစ်လာတယ်သူတနေ့တနေ့ကိုဒေါ်လာ3000ချီပြီးဒီဘက်ကနေ commission ရတယ်ဗျအဲဆိုတော့သူလောက်ချင်တဲ့ကြာသူဒီပတ်စံနေကို real estate ကို agent ပြပမှာဝင်ပြီးရင်းနှီးမြှုပ်နှံမှုလုပ်ချင်တယ်အဲ့မှာသူရှာရဲနေ Houston Texas မှာရှိတဲ့ single family home တစ်ခုတော့တွေ့ဒီအိမ်ကမိသားစုတစုစားပဲဆက်မယ်ဗျ party budget ချင်းချင်းလေးကိုစုစုပြရလေဆိုတော့ဒီကောင်အတွက်ကိုဒေါ်လာ6000ပေးပြီးဝယ်လိုက်တယ်အဲပြီးတော့ထုံးစံလိုက်ဒီဘက်ကနေပတ်စံအပူပြန်ထွက်လာအောင်ဒါကိုအငှားချတယ် မိသားစုတစုကိုသူငားပေးလိုက်တယ်။နောက်ပြီးတော့ကျတော့ DNO သူကဘန်မှာပြန်ပေါင်ပြီးတော့ထွက်လာတဲ့ပတ်စံတွေကိုနောက်အိမ်တစ်လုံးထပ်ဝယ်ဖို့အတွက်ကို20% down payment ချတယ်။အဲပြီးရင်အဲ့ထပ်ဝယ်အိမ်အစ်စ်ကိုလည်းနောက်ထပ်မိသားစုတစုကိုထပ်ငါအောင်ကျွန်တော်ရှေ့ဗီဒီယိုမှာ Dave Ramsey သုံးွားတဲ့ Philippine strategy နဲ့အတူတူပဲဆိုတော့ဒီ strategy ကိုပဲ copy paste လုပ်ပြီး like လုပ်တဲ့သဘောပြဿနာတစ်ခုကသူဘာသွားတွေ့လဲဆိုတော့အဲမှာသူငားလိုက်တဲ့ပထမအိမ်ကမိသားစုတစုကသုံးလာပဲသူ့စီမှာနေသွားတယ်ဗျာ နေပြီးတော့နောက်ကြတော့သူဆိုရင်အိမ်ပြန်အပ်ပြီးတော့တခြားတဏီကလက်သွားတယ်။အဲ့မှာသူတခုဘာသွားပြီးတတိထားမိလဲဆိုတော့အခုလိုမျိုး single family home နေအငားချခြင်းမိသားစုတစုဝယ်ဆက်နေအိမ်မျိုးအငားချခြင်းဒီမိသားစုတစုပေါ်မှာသွားပြီးမိကိုနေရတယ်။ကျွန်တော်ပြောတာခမရကိုတို့ကထပ်မငားတော့ဆိုရင်ခမရဒီကြားထဲမှာ cash flow ပျောက်သွားပြီ။ဆိုတော့တို့ကခမရအိမ်ပြန်အပ်သွားမယ်အခန်းပြန်အပ်သွားမယ်။ဒါဆိုရင်နောက်ထပ်လာပြီးတော့ငားတဲ့မိသားစုမလာမခြင်းခမရမှာဝင်ဝင်မရှိတော့ ဒါပေမဲ့ကျွန်တော်ပြောတာဝင်ဝင်မရှိဘူးဆိုရင် truck ငွေတွေရရှိနေ။ဘာတွေ truck မလဲဆိုကျွန်တော်ဘန်ကိုပေးရတဲ့အတိုးတွေရှိမယ်။ပြီးရင် DN အတွက်ကိုခင်ဗျားလောရတဲ့ maintenance fee တွေဘာတွေညာတွေရှိမယ်ဗျာ။ဆိုတော့ဒီဟာတွေတော့ခင်ဗျားအိတ်ဆိုင်ရပြီ။အိတ်ဆိုင်ရပြီဆိုတဲ့အခါမှာဘာဖြစ်လဲဆိုတော့ carone ကဒီအိမ်ကိုတူဝယ်ထားတဲ့ဈေးထက်အမြင့်ဈေးစောင့်ပြီးတော့ကျ profit ရမယ်ဈေးနဲ့ထုတ်မှရတော့မှာ။ဒီလိုမျိုး flip လုပ်မှသာ तू ကရှေ့က तू site ထားတဲ့ဟာတွေဘာတွေညာတွေပြန်ကာမိမှာ哦။ပြဿနာက carone ကအဲ့လိုမလုပ်ချင်ဘူး။ तू သွားခြင်းတဲ့ strategy ရရတော့ တော့ access တစ်ခုဝယ်မယ်အခုဆိုအိမ်ဝင်လိုက်ပြီဗျဝယ်ပြရင်တော့ဒီအိမ်ကိုရောင်းကျင်တဲ့စံနာမရှိဘူးရောင်းမယ်ဆိုတော့မှကျွန်တော်ပြောရဲတော့ဟို div ram 0လောက်တယ်လို့မျိုးတစ်နှစ်တန်ဒီနှစ်နှစ်တန်ဒီဥပြီးမလဲဘူးဗျာတော့ရေရှည်ဥယင်တာဟိုမှာ10နှစ်15နှစ်20နှစ်50နှစ်ဘလောက်ပဲဖြစ်သူဥမှာအခုလိုမျိုးသူဥထားတဲ့ကာလာတော်တွေမှာလဲသူကသူ့အိမ်မဆိုင်ချင်ဘူးသဘောတရားတစ်ခုရှင်းရင်းနေဗျာသူရရင်အိမ်ငါးကနဲ့ဘန်ယုံပေးရမယ်ဟာနဲ့ကတော့ပြီးတော့အရှင်ပြင်းနေရမယ်သူကနဲ့သူပြင်ဒီဘဝကနေထွက်လာအဟာအုံမှာသူစားမယ်ပေါ့ဆိုတော့သူဒီလိုလုပ်ချင်တာ ဆိုတော့အဲ့ဒါအကြောင်းသူကဆောင်ရမိုက်တဲ့ strategy တခုနဲ့ထွက်လာတယ်။အဲ့ strategy account ထဲဖို့ဖို့တော့သူကဂျားထဲမှာဘာအိမ်မထက်မဝဲတော့ဘူး။ထက်မဝဲပဲနဲ့သူကနေပြီးတော့ရသမျှပတ်စံစုရသမျှပတ်စံစုရသမျှပတ်စံမှန်သမျှအကုန်စုတယ်။ဒေါ်လာတစ်သန်းပြည့်သွားပြီးတဲ့နောက်မှာတော့ Cardone ကသူ့ရဲ့ Grand Plan account ထဲပို့ဖို့အတွက် San Diego California မှာရှိတဲ့ မိသားစု38ဆိုတီနေလို့ရတယ် multi family home တစ်ခုကိုကောက်ဝယ်လိုက်တယ်သူ့မှာအလုံးစုံရှိလာဒေါ်လာတစ်သန်းလीအဲ့ဒါကိုအခုဒေါ်လာနှစ်သန်းနီးပါးတန်နေအိမ်ကဘယ်လိုကောက်ဝယ်လိုက်တာဟုတ်တယ်မလားဆိုတော့ဒါအတွက်ကိုကျွန်တော်သေးသေးထည့်ရှင်းပြမယ်သူ့မှာဒေါ်လာတစ်သန်းပဲရှိရဆိုပေမဲ့ဒီအိမ်ဝယ်တဲ့နေရာမှာသူကဒီဒေါ်လာတစ်သန်းလုံးအပြည့်တော်မသုံးဘယ်လောက်သုံးသွားလဲဆိုတော့40%ပဲသုံးတယ်ဒီဒေါ်လာတစ်သန်းရဲ့40%ရာခိုင်နှုန်းဖြစ်တယ်ဒေါ်လာ၄သိန်းကိုပဲ ဒီအိမ်ဝယ်ဖို့အတွက်ကိုသူကဒေါင်းပေးမှန်ချောက်ပါတာအဲဆိုကြံတဲ့ပတ်စံဘယ်ရဖန်လေးရှိတယ်ကျွန်တော်ပြောတာဒေါ်လာ၄သိန်းဆိုတာကဆောနာတူဝယ်မဲ့အိမ်တန်ချင်းနဲ့ချိန်ကြည့်မယ်ဆိုရင်ဗျာ20%နီးပါးပဲရှိ20ရာခိုင်နှုန်းပေါ့ကျန်တဲ့80ရာခိုင်နှုန်းအတွက်ကိုသူကပတ်စံထွက်လောင်ဘယ်ကနေဖန်မလဲဆိုတော့ Fannie Mae Multi Family Loan လို့ခေါ်တဲ့ Government Backed Loan ကို25နှစ်အတွင်းအကြေဆက်ပါမယ်ဆိုတဲ့ plan နဲ့ Amber Bank နေခံပြီးကြီးလိုက်တယ်ဒီ loan တွေက eligible ဖြစ်ဖို့ခက်တယ်ကျွန်တော်ပြောရှောက်ရတာခက်တယ်ပြီးရင်တို့ဘက်က approve ပဲလေကြာရဆိုပေမဲ့ interest rate နဲ့ကြည့်ရင်တော်တော်ကြီးတက်တာပဲဗျာကျွန်တော်တို့ share video မှာ Dave Ramsey ကြီးခဲ့တယ် short term loan ခေါ် call balloon လုံးတွေရှိတယ်။အဲကောင်နေရကျတော့ရှောက်လာလွယ်တယ်။ ban နေဘက်ကနေ approve ရတယ်မြန်တယ်။ဆိုတော့ကျွန်တော်ပြောတာတနေ့ကို yearly interest ကသူက15ရာခိုင်နှုန်းကနေ16ရာခိုင်နှုန်းတောင်းနေဗျာအခု currently ရှောက်သွားတဲ့ loan ကကြတော့တနေ့လုံးမှာသူက interest က8%အပတ်ကြာလည်းပဲပေးရမှာဆိုတော့တဝက်ကျော်ကြီးတက်တာတယ်ဗျာအရင်မိုက်တယ်နောက်ပြီးရင်အလားတုံးတစ်ချက်ကကြတော့ကျွန်တော်တို့ဆောနာကျွန်တော်ပြောထားတဲ့အတိုင်းပဲသူကစိုးစိုးပေါင်းဒီ loan တက်တန်း25နှစ်ကြာတယ်ဆိုတော့ခင်ဗျာ D Ramsey ရော case လိုမျိုးဗျာ ban နေရနေပြီးတော့အဲအောင်မင်းငါတို့ဆီယူတဲ့ပတ်စံပြန်ပေးပါညာလုံးလို့မရအောင်ဆောနာကျွန်တော်ပြောထားသလို သူတို့စီကယူထားရဲဆိုတာမှန်ပေမဲ့လည်းယူထားရဲသူကနေပြီးပေးကြရရှိအတိုးပေးတယ်အဲသူခွဲပြီးတော့အရင်ဆက်မယ်ပေးမန်ပလန်တိုင်းဆက်တယ်ဆိုရင်ဘန်နေဘက်ကနေ10နှစ်တန်နေ20နှစ်တန်နေစောင့်ပေးရမှာတွားပြီးသူ operation တွေကိုတွားပြီး swap ဖတ်လို့မရဘူးမင်းငါတို့ပတ်စံဆော့ဆော့ပြန်ပေးဆိုပြီးတောင်းလို့မရဘူးဗျဟိုချီးရဲသူဘက်ကကြည့်မယ်ဆိုရင်ဒါကြီးရဲ့အရန်ကိုပဲ save ဖြစ်တဲ့ plan လို့ပြောလို့ရတယ်အကျော်ပြောရမယ်ဆိုတော့ Grand Cardone ကဒီ strategy နဲ့ပဲ2%ဒေါ်လာ၄သိန်းထည့်တယ်။ပြီးရင် Bank ကနေပြီးတော့1.6 million နီးပါးချီးပြီးတော့ရတော့ဆိုတော့ဒေါ်လာ2သန်းနီးပါးတန်တဲ့ မိသားစု38စုသာနေလို့ရမယ်အိမ်ကိုကောက်ဝယ်လိုက်တယ်ဆိုတော့မင်းရမယ်မိကုန်းရလာပြီအခုလည်းမြန်မာမိသားစု38စုသာဆန့်နေအိမ်ဝင်တယ်ဆိုတော့ရှင်းရှင်းလေးပဲကျွန်တော်ပြောတာလူတွေကိုပြန်ငားမယ်ဒါပေမဲ့ငားတဲ့အခါမှာသူငားကဘယ်လောက်ရမှာလဲဒီဘောကနေ rent ဘယ်လောက်ရမှာလဲဒီလိုမျိုးမိသားစု38စုသာ para property ကိုထိန်းသိမ်းဖို့ဆိုရင်ကျွန်တော်ပြောတာခမရဝန်ထမ်းနေလို့မယ်ပြီးရင် maintenance fee တွေတခြားပါညာလို့မယ်ဆိုတော့ဒါတွေအတွက်ကိုကိုက percent ဘယ်လောက်ပြန်ကုန်ပါလဲနော်ဒါကဆောင်းတာခမရဒီ deal ကို close ဖို့အတွက်ကိုဘန်ဘက်ကနေ1.5 million ကျော်သွားချိထားရှိတယ် ဆိုတော့ဒီဘောကနေပြီးတော့ဘန်အတိုးဘလောက်ပြန်ပေးရမှာလဲဆိုတော့ဗျာဒါရီအားလုံးရှင်းလိုက်ပြီးကျွန်တော်ဘေးဒရာရှိရာပေးမယ်ယူဒရာရှိရာယူမယ်ဆိုရင်နောက်ဆုံးပိတ်အနေနဲ့ကာရိုနီရဲ့အိတ်ထဲကိုဘလောက်ကျန်အောင်လဲသူဘလောက်အဟာစားလို့ရအောင်လဲစသဖြင့်ဒါရီကျွန်တော်အသေးစိတ်ထပ်ရှင်းပြမယ်1990ပတ်ချာလဲဆန်ဒီဂိုမှာက class B ရှင်မိသားစုနေလို့ရတဲ့အခန်းတစ်ခန်းဆိုရင်တစ်လကိုကျွန်တော်ဒေါ်လာ600အနေပြီး900တောင်းလို့ရတယ်ဗျာဆိုတော့ average ချပြီးတော့တစ်လကိုသူအခန်းတစ်ခန်းနေဒေါ်လာ650ရမယ်ဒါလိုက်သူဝယ်ထားတဲ့ property မှာအခန်း38ခန်းပါရာဖြစ်တဲ့အတွက် တစ်လောက်ဒေါ်လာ2400ရာဒီရမယ်ဆိုတော့တစ်နှစ်ဆိုရင်ဒေါ်လာ3သိန်းနီးပါးရမယ်ဗျအခန်းကားကနေအခန်းပြည့်စည်သွားရင်တစ်ခုခုလိုအပ်ချက်ရှိရင် rebel လုပ်ပေးရတာပါညာရှိမယ်နောက်တစ်ခါဝန်ထမ်းတွေအတွက် fees ဆို management fees ဆိုဒါတွေလည်းပေးရအောင်မယ်နောက်ပြီးတော့ကျွန်တော်တို့ tax တွေ insurance fee တွေပါညာရှိမယ်ဗျာဆိုတော့ expand အားလုံးပေါင်းလိုက်ရင်ဆိုတော့ကျွန်တော်တို့ရတဲ့ဝင်ငွေ rent ရဲ့30%ခန့်ပြန်ကုန်မယ်ထားလိုက်အဲ့တော့ net operating income ကိုကြည့်မယ်ဆိုရင်ဒေါ်လာ3သိန်းနီးရနေဒေါ်လာ6000အောင်နှုတ်တော့ဒေါ်လာ2သိန်း1000ကျန်မယ်တစ်ခါ bank ကိုပေးရမှာရှိဦးမယ် တနစ်စာကိုအတိုးသီးသန့်နေအိပ်ပါစံများဆိုတော့တစ်လောက်ဒေါ်လာ1000ပေးရမယ်အဲ့ဒါအတွက်တယ်နောက်ပြီး25နှစ်အတွင်းမှာအရင်1.5 million ခွဲဆက်မှာဖြစ်တဲ့အတွက်အဲ့ဒါအတွက်ကဒေါ်လာ9000လောက်သုံးရမယ်ဆိုတော့ total တစ်လောက်တစ်လောက်ဒေါ်လာ1000ခွဲဘန်းအောင်ပေးရမယ်တနစ်ဆိုရင်ဒေါ်လာ38000ကုန်မယ်ဆိုတော့ဗျာအကုန်လုံးအပီစီကိုကျွန်တော်တွက်ကြည့်မယ်ဆိုရင်အဲကာရိုနီအတွက်ကတနစ်စာကိုဒေါ်လာ3000ကျော်ကျန်မယ်ဒါဘာမှလုပ်စရာမလိုဘူးသူ့အိမ်လာ9%နဲ့အကုန်လုံးပလာတာပတ်ရိုက်ပြီးအဟအကိုသူ့အိမ်ထဲထည့်အောင်မယ် နောက်တစ်ခါ ROI လို့ခေါ်ရ Return on Investment ရှုထောင့်အောင်ကြည့်မယ်ဆိုရင်လည်း तू ဒီထဲမှာရင်းငယ်တော့လား၄သိန်းပဲရင်းငယ်တာဖြစ်တဲ့အတွက်တစ်နှစ်တစ်နှစ်ကို तू ကဒီဘဝကနေ10%လောက်အမြတ်ရရပြောလို့ရတယ်ဗျ။ဘဏ်မှာထည့်ရထက်ဆိုင်အများကြီးပိုရတယ်လေ။နောက်ပြီးတော့ကျွန်တော် Real Estate ဘက်မှာအလားဆုံးအပိုင်းအကျော် Capital Gain ရလာတယ်။ဘယ်လိုလဲဆိုတော့ကျွန်တော်ရှင်းပြရအောင်။ဒီမြေဈေးဆိုတာတသက်မတက်တရားကြီးတော့မှမဟုတ်ဘူးဗျ။လက်ရှိစီအချိန်၅နှစ်ကြာသွားပြီ။၅နှစ်ကြာပြီးတော့ရတဲ့အခါမှာအခု तू ဒေါ်လာ2သန်းနဲ့ဝယ်ခဲ့တဲ့ property ဒီဒေါ်လာ3သန်းထိတန်သွားပြီးတာလေ။ ဒါဆိုရင် Caroni အနေနဲ့လုံးစရ option နှစ်ချက်ရှိမယ် option 1ကတော့ရှင်းတယ်ဒါကိုရောင်းလိုက်ရောင်းပြီးတော့လုံးလုံးခက်ရှောက်လုပ်လိုက်အဲ့တော့စဉ်းစားကြည့်အောင်ကျွန်တော်သူခက်ရှောက်လုပ်လိုက်ပြီဒေါ်လာ3သန်းတူလက်ထဲရောက်လာပြီ okay သူဘန်းကိုအကျွေးပြပြဘယ်လောက်ကြံမလဲကြည့်အောင်ရှေ့မှာသူ9နှစ်လုံးအတော်အရင်ရောခွဲပြီးဆက်လာပြီးဖြစ်တဲ့အတွက်သူချီးခဲ့တဲ့ပတ်စံဒီဒေါ်လာ1.5 million ဆိုပေမဲ့ တကယ်တကယ်ငါးနှစ်ပြီးတော့တဲ့အခါမှာ तू ဆက်ရမယ့်အကြွေးက1.1 million ပဲကျန်တော့ပဲဗျာကျန်တဲ့၄သိန်းလောက်က तू ဆက်ပြီးတော့ကြရမှာကျွန်တော်က तू နောက်ဆုံးပဲ finalize လုပ်ထားတဲ့ဒီမှာဒေါ်လာ3သန်းရှိမယ်3သန်းထဲကနေ तू ပေးရမယ့်အကြွေး1.1 million ကိုပြန်လုပ်လိုက်ရင်1.9 million လောက်တွေ့ရတဲ့ကျန်မယ်စဉ်းစားကြည့်တယ်ကျွန်တော်ပြောတာ तू ဒီ champion အတွက်ကိုဝယ်ရမှာဒေါ်လာ၄သိန်းပဲသုံးခဲ့တယ်ငါးနှစ်ကြာပြည့်နောက်မှာဒီပစံဒေါ်လာ2သန်းနီးပါးဖြစ်သွားတယ်ဆိုတော့တွက်ကြည့်လိုက်ဈာနေချင်း5000နီးပါးမြတ်တယ်ဗျာဒါတောင်ကျွန်တော်တို့ကြားထဲမှာမေ့ထားတာရှိသေးတယ်ဟုတ်တယ်မလားဘာလို့ဆို တနေ့တနေ့ကိုသူရရဲဆိုတော့10%အမြတ်ကြီးကျန်သေးတယ်ဒီကောင်ကလည်း9နှစ်ဆိုတော့နောက်တဲ့ဒေါ်လာတသိန်းခွဲဒေါ်လာ3သိန်းရအပိုထွက်အောင်မယ်ဆိုတော့ကြဘယ်ဘက်ကကြီးကြီးအရှင်ပြေတယ်အမြတ်ကြီးပဲနောက်တစ်ခါ option 2ကရရှင်းတယ်အခွန်ရှောင်ဖို့အတွက်ကိုလုံးလုံးခက်ရှောင်မလို့လည်းလုံးလုံးတည်မရောက်နဲ့မရောက်မဲနဲ့ refinance ပြန်လုပ်ခင်ဗျာဆိုတော့ option 1ကို Caroni ကရွေးခဲ့မယ်ဆိုရင်ရတော့ဒေါ်လာ3သိန်းရဆိုတော့မဲ့တယ်ဒါပေမဲ့3သိန်းလုံးသူစီမရောက်သူ property tax တွေပြန်ဆောင်အောင်မှာ IRS ကိုအခွန်ပြန်ပေးရမှာရှိသေးတယ်ဆိုတော့ဗျာခင်ဗျာဒါရီကို skip လုပ်ချင်တယ်ဆိုရင်ရှင်းရှင်းလေးပဲ ရုံးလုံးမရောင်းနဲ့မရောင်းမနဲ့အခု option 2ဖြစ်တဲ့ refinance လုပ်တဲ့ option ရွေးအဲ့ဒါကျွန်တော်ရှင်းပြမယ် refinance လုပ်တယ်ဆိုတော့ဗျအခုလောလောဆယ်မှာမြေဈေးတက်လာပြီဖြစ်တဲ့အတွက်ခမရနေပြီးတော့ခမရစီမှာငှားနေတဲ့အိမ်ငှားသမားတွေကိုလည်းဈေးတက်လို့ရပြီ အရင်ကကျွန်တော်တို့ဒေါ်လာ650တောင်းနဲ့တလောက်ဒါဆိုရင်10%လောက်ထပ်တိုးလိုက်10%ထပ်တိုးပြီးတော့တလောက်ဒေါ်လာ900တန်းဒီ920တန်းဒီတောင်းအဲ့လိုတောင်းပြီးဆိုတာနဲ့ခင်ဗျာဘန်နဲ့သွားညီရတော့မယ်ဘာလို့ဆိုဘန်ကိုပြောရမှာကျွန်တော်တို့ဒီမှာမြေစီးလက်တော့လောက်တက်လာပြီနောက်ပြီးအိမ်ငါးကောင်နေနဲ့လောက်လောက်တိုးတောင်းထားတာဖြစ်တဲ့အတွက် yearly revenue အနေနဲ့ဘယ်လောက်ပတ်စံတက်လာလဲဒီလိုမျိုးတိုးလာပြီးဖြစ်တဲ့အတွက်ဘန်ဘက်ကနေပြီးတော့သူတို့ပတ်စံပို့ချီးပေးရမယ် ဒါမျိုးပေါ့ဥပမာကျွန်တော်ထည့်ရှင်းပြမယ်ဘန်နေကအခုလိုမျိုး multi family loan တွေထုတ်ပေးတဲ့အခါမှာအများအပြားက LTV ကို80%ရောင်းနေတဲ့ထုတ်ပေးရအများကြီး LTV ဆိုတာ loan to value ကိုပြောတာသဘောတရားတစ်ခုကသူတို့စီမှာအပေါင်းထားတဲ့အိမ်ကဒေါ်လာ2တန်းတန်တုံးကသူတို့ကနေပြီးခမရအောင်80ရာခိုင်နှုန်းနဲ့ဒေါ်လာ1.5 million ထုတ်ကြည့်တာဟုတ်တယ်မလားလောလောဆယ်2တန်းမဟုတ်တော့လေကျွန်တော်ပြော3တန်းဖြစ်သွားပြီ3တန်းဆိုအရင် LTV percent အတိုင်းပဲ80ရာခိုင်နှုန်းနဲ့ခမရကိုချီးပေးမယ်တော့ခမရကို2.1 million ချီးပေးရမှာဆိုတော့ကျတော့ဈာထဲမှာဟာနေ percent ရှိတယ်အဲ့ဒါကိုတို့ရောပြော သူတို့ပြောပြီးတော့သူတို့ဘက်ကနေပြီးတော့ refinance ပြန်လုပ်လို့ approve ဖြစ်ပြီးဆိုတာနဲ့ခင်ဗျားကနေပြီးတော့ဒေါ်လာတသန်းကျော်အခွန်ဆောင်ရမလို့ပဲနဲ့ကောက်ပြီးတော့ထွက်လာလို့ရပြီအဲ့ဒီ zona ထွက်လာတဲ့ဒေါ်လာတသန်းကြီးဘောက်ကိုဘာထက်လုံမလဲဆိုတော့အခု strategy အတိုင်းပဲခင်ဗျားလူမင်ထပ်ပတ်လို့ရပြီပဲကျွန်တော်ပြောတာနောက်ထပ်အခုလိုမျိုးမိသားစုအယောက်40 50နေလို့ရရဲ့ multi family home တစ်ခုထပ်ဝယ်မယ်ဝယ်ပြီးတော့ဒီတိုင်းပဲလူမင်ထပ်ပတ်မယ်ဒီတိုင်းပဲ platter ပတ်ရမယ်ရှင်းရှင်းပြောရမယ်ဆိုရင်တော့ဒီ strategy ရဲ့ဆောက်ရမ်းမိုက်တယ်ဟာကွက်ကလည်းတော်တော်ကြီးကိုနေနောက်ပြီးရင် ဘလိုမျိုးအခြေအနေမှာမျိုးပဲဖြစ်ဖြစ် survive ဖြစ်နိုင်တဲ့ဟို in depth လေးရှိတယ်။ဒါခဏနေမယ်ဆိုရင်ထပ်နားလိုက်သွားလိမ့်မယ်။ဆိုတော့ဒီ strategy သုံးပြီးတော့ပုံမှန်လေးပလာတာရိုက်နေမယ်ဆိုရင်ခင်ဗျား snowball effect လို့ပဲကျွန်တော်တို့ဘလိုလဲဆိုတော့ခင်ဗျားပိုင်တဲ့ property ကတစ်ခုကနေနှစ်ခု၊နှစ်ခုကနေ၅ခု၊၅ခုကနေ၁၀ခုဖြစ်ပြီးတဖြည်းဖြည်းခင်ဗျားရဲ့ real estate portfolio ကစောင်းရမ်းလာတာပဲ။စောင်းရမ်းကြည့်တာပဲဒီလိုဖြစ်လာ။အချို့ပြောရမယ်ဆိုတော့ Grand Cardone ကသူ့ရဲ့အဓိက main income source ဖြစ်တဲ့ sales training company ကိုအသက်ကုန်ဖိရအသက်ကုန်ကျုံးနေတယ်။ အဲနောက်ပြီး workshop တွေဇက်တိုက်ပေးတယ်ဒီကနေရတဲ့ profit တွေအားလုံးတခြားနေရာတွေမှာမထည့်ဘဲနဲ့ real estate ဘက်ကို100% all in ဝင်ကြုံတယ်အဲ့လိုမျိုးကြုံနေဆိုတဲ့နေရာမှာလည်းကျွန်တော်အပေါ်မှာရှင်းပြခဲ့သလိုသူ strategy ကသူများရင်းနဲ့မတူတမှုထူးကြရတယ်ဆိုတော့ဒီဘက် fee မှာလူတော်တော်များများကကြာတော့ဝယ်မယ်တက်ရင်ရောင်းမယ်ဒါမျိုး flip တဲ့ strategy လောက်ပဲရှိရတယ်များတယ်အခုသူ strategy ကကြာတော့ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီ HMI ဝယ်လိုက်တယ် အဆက်တစ်ခုဝယ်လိုက်တယ်ဝယ်ပြီးတော့ဒါကိုရောင်းဖို့အစီအစဉ်သူ့မှာမရှိဘူးသူကကိုင်းလို့ရတယ်လောက်ကိုင်းမှာ10နှစ်လည်းဖြစ်ရင်ဖြစ်မယ်နှစ်30လည်းဖြစ်ရင်ဖြစ်မယ်နှစ်30လည်းဖြစ်ရင်ဖြစ်မယ်ကြောက်တယ်လောက်ကိုင်းမှာဒါပေမဲ့အဲ့လိုကိုင်းနေစဉ်ကာလအတော်တွဲမှာအဲဆောနာသူပေးတယ်ရှိရဲ့ပတ်စံသူရတယ်ရှိရဲ့ပတ်စံနဲ့အားလုံးကတွေ့နေသူညီလူမျှလူဖြစ်နေပြီး balance ဖြစ်နေအောင်သူစဉ်းစားတယ်နောက်ပြီးရင်ဒီလိုမျိုး property ဝယ်နေရမှာလဲသူ8 site ဖို့လိုတဲ့ amount ဒီ 20% 30%ပဲကျွန်တော်အားလုံးကဘန်နဲ့ပလာတာရိုက်ပြီးကျွန်တော်အပေါ်မှာရှင်းပြခဲ့သလိုသူဝယ်သွားတာနောက်ပြီးတော့ကျတော့အခုလိုမျိုး2ပိုင်းနဲ့ property ဘက်ကနေထွက်လာတဲ့အိမ်ငါးကားတွေပတ်စံအပေါ်တွေရှိမယ်ဒါရီအားလုံးကတခြား luxury ဘာတွေညာတွေဘက်ရှောက်မထည့်သလိုတခြားနေရာမှာလည်းမဖြုံးမနေအင်ချင်မြေဘက်ကရတဲ့ပတ်စံအားလုံးလည်းနောက်ထပ်ပိုများတဲ့အင်ချင်မြေထက်ဝယ်ဖို့ပဲသုံးတယ်ဒီလိုပုံစံနဲ့မှာဆိုတော့ကျောင်းရုံရင်ကနေနောက်ထပ်10နှစ်ကျော်2005ခုနှစ်အရောက်မှာတော့ grand cardone ပိုင်တဲ့ real estate property ဆိုတော့ဒေါ်လာ1,500ကျော်ဖို့တည်ရှိလာပြီးတော့သူရဲ့ personal net worth ကိုကြည့်မယ်ဆိုရင်ဒေါ်လာ10,000တိထောင်းတက်လာခဲ့တယ်။အဲလောက်တမဖြစ်နေတဲ့ကာလတွေပြီးပြီဆိုတော့တိုင်ပြောက်တဲ့ကာလတွေလာပြီ။ in champion right နှစ်ခါပြန်မတွေ့နိုင်အောင်ထိကြောက်ကြတဲ့2006 housing crisis ဆိုတော့ရှိတယ်။ဆိုတော့ဒီကာလမှာက January 3ရက်အတာတောင်း real estate လောကမှာဆရာဆရာကြီးပါဆိုရဲ Donald Trump တို့လိုမျိုးပို့ကိုမျိုးတွေတောင်မှဒေါ်လာဘီလီယံချီပြီးရှုံးရတာဒါပေမဲ့တခုလမ်းလာကြတော့အခုလိုမျိုးလူတိုင်းတိုင်ပြောက်ပါရဲဆိုရဲကာလာမှာ Caroline ကနေပြီးတော့အထီးခိုင်နေအောင် defense short သွားပြီးတော့ကြတော့ဒီ crisis ပြီးသွားတဲ့အခါမှာသူ့ရဲ့ network က၁၀ဆကျော်ကခုန်တက်သွားအောင်ဒီ two strategy ကလုပ်ပေးခဲ့တယ်ဒီ crisis နဲ့ပတ်သက်ပြီးတော့ဒီ crisis ဘာကြောင့်ဖြစ်တယ်ဘယ်သူတွေကြောင့်ဖြစ်တယ် ဒီဘောကနေဘယ်သူတွေအကျိုးမြတ်အများဆုံးရတော့တယ်ဘယ်သူတွေအများဆုံးဆုံးရှုံးတယ်ဒါတွေတော့ကျွန်တော်တိတိရှင်းပြမယ်တော့မဟုတ်နှစ်ရက်လောက်ကြာပါမယ်ဒါနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့တည်ရင်လည်းနားလည်ကြတယ်ဒါနဲ့ပတ်သက်ပြီးတော့စာဖတ်မှာလည်းဒါနဲ့လည်းအခက်အခဲရှိရဲဆိုရင်ကျွန်တော်ဒီအကြောင်းအသေးစိတ်ရိုက်ပြတာ The Big Short ဆိုရဲရုပ်ရှင်ရှိတယ်ဒီဇာတ်လမ်းထဲမှာ Christian Bale တို့လိုမျိုးတခြားနာမည်ကြီးမင်းသားတွေလည်းအများကြီးပါတာဆိုတော့ပြင်းစရာမကောင်းဘူးစိတ်ဝင်စားတဲ့သူတွေနဲ့အဲ့ဇာတ်ကားလေးကြီးကြီးလိုက်ပါအချုပ်ပြောရမယ်ဆိုရင်တော့ဒီ crisis မှာ HMA သမားရိုင်းက share plan နဲ့ကျိုးတယ်တော်တော်ဆိုးဆိုးရွားကိုကျိုးတယ်ဘယ်လိုလဲဆိုတော့ဗျာ US တနိုင်ငံလုံးအနှံ့မှာရှိသမျှ state တိုင်းမှာ across အင်ဂျင်မြေကြီး60ရာခိုင်နှုန်းနေထိုးကြတယ်။မိတ်ဆွေတို့နားလည်အောင်ပြပြမယ်ဆိုခင်ဗျားအင်ဂျင်လုံးချန်တဲ့ကြောင်တိတ်တောင်းပေးပြီးဝယ်တာ။ဒီ crisis တော်တွေမှာဒီချန်ဈေးက60ရာခိုင်နှုန်းနေပါထိုးကြတော့ပြတဲ့အတွက်ခင်ဗျားချန်သိန်း၄00ပဲတန်းတော့မယ်။ဆိုတော့ကျန်တဲ့6000လုံးကလေထဲမှာပျောက်သွားပြီ။ပြန်ပြီး recover မဖြစ်ဘူးလစ်ပြီ။ဒီထဲမှာ Caronie ရဲ့ network နဲ့တူဝဲထားတဲ့ SJ တွေလည်းပါသွားတယ်။ဆိုတော့သဘောတရားတစ်ခုက သူ crisis မတိုင်ခင်ကဒေါ်လာ10,000ကျော်ချမ်းသာခဲ့ရဆိုမဲ့ဒီ crisis အတော်တွေမှာသူ network ကဒေါ်လာ4,000ပတ်ချာလည်းပဲရှိရောမယ်သူ agent မြေစည်းတွေလည်းဒီလိုပဲအကုန်လုံးလစ်တယ်ဒါမဲ့တခုကောင်းသွားတာကကြတော့ carony ဆောက်ထားတဲ့ strategy carony သွားတဲ့ infrastructure ဒီဒီကာလမှာတော်တော်လေးအထိခိုက်နေပါတယ်ဘယ်လိုလဲဆိုတော့တော်တော်များများကဈေးကိုကြောင်းဝယ်တယ်တက်တုံးရအောင်ဟုတ်တယ်မလားဒါတို့ကဒီလိုမျိုးပဲ flip လုပ်တာ carony ကကြလို့မဟုတ်သူဆောက်တဲ့ cash flow ဒီ flip လုပ်စရာမလိုဘူးဗျသူကဒီ property ကိုကင်ထားမှာဘလောက်ပဲကြာကြာကင်ထားလို့ရတယ် သူပတ်စံပေးနေတဲ့ fee ကဘယ်ဘက်ကလာလဲဆိုတော့အိမ်ငားကရယ် rent နေဘိုးလိုမျိုး real estate market ကျိုးသွားပြီးရင် HMA ဈေးတွေထိုးကြရယ်ဆိုပေမဲ့ကျွန်တော်ပြောတာ car loan ရဲ့ cash flow ကိုလာပြီးထိခိုက်တာမရှိဘူး။ဘာလို့လဲဆိုတော့သူ့ကိုအိမ်လားကပေးနေတဲ့အိမ်ငားရယ်ရှိနေတဲ့ကာလပတ်လုံးသူ့ရဲ့ cash flow ကအဆင်ပြေတယ်။ဆိုတော့ကျတော့သူဒီဘဝကနေအဆင်ပြေရယ်ဗျ။ဆိုတော့ car loan နေနေကဒီလိုမျိုး crisis ပေါ်မှာအများကြီးလိုက်ပြီးခံစားရမှာမလို့ကျွန်တော်ပြောလိုက်ပြီးခံစားရတယ်ခင်ဗျာဘာလို့လို့ရအောင်ဘာမှလုပ်လို့မရဘူး။ဒီဈေးကိုကိုက control လုပ်လို့မှမရတာယူ။ဆိုတော့ကျတော့သူဘာလဲလုပ်လဲဆိုတော့သူ control လုပ်လို့ရတဲ့အပိုင်းဖြစ်တဲ့ workshop တင်တာတွေ lectures တင်တာတွေ sales strategy တင်ပေးတာတွေဒါတွေပဲသူအားဆိုင်ပြီးတော့ရရလောက်ထပ်ပြီးဒီဘက်ကလည်းပတ်စံရရလောက်ဆွဲထုတ်တယ်နောက်ပြန်ဆောင်တာသူ့ကိုလာကပေးနေ attendance နေသူ့ကိုလာကပေးနေအိမ်ငါးသမားတွေရှိတယ်ဒီဘက်ကလည်းရရလောက်ထပ်စုတယ်နောက်ပြန်ညောသူရှေ့မှာ flip လုပ်ထားတဲ့ track record ရှိတယ်ပဲကျွန်တော်ပြောတာသူဒေါ်လာတစ်သန်းနဲ့စခဲ့တယ်အခု crisis မှာတိုင်ခင်မှာသူဒေါ်လာ100သန်းကျော်ကြီးချမ်းသာလာတယ် သူ portfolio ကြည့်မယ်ဆိုရင်ဒေါ်လာ30ကျော်ဒီပန့်လာတယ်ဒီ record ကိုကြည့်ပြီးတော့ဘေးမှာကြိုက်နေတဲ့ကောင်တွေသူစီကို invest လုပ်ချင်တဲ့ကောင်တွေများတယ်ပြီးအခုလိုမျိုးလူတိုင်းတိုင်ပြောင်းနေ crisis ကာလမှာကိုယ်ကသူက diwali လည်းမခံရတယ်လို့သူ cash flow လည်းလာပြီးအထိခိုက်ကြီးအရင်ကြီးမရှိဘူးဗျသူတစ်ထက်ကလာပြီး invest လုပ်ချင်တဲ့သူတွေရှိတယ်သူနာနီးစပ်မှာဒီ diwali ကနေလည်းသူက amount တစ်ခုလက်ခံပြီးတော့ကြယူလိုက်တယ်ဒါတွေအားလုံးကိုပေါင်းပြီးတော့ဆရာသမားကဘာလုပ်လဲဆိုတော့လူတိုင်းကကြောက်ရွံ့ရောင်းပြီးထွက်ပြေးနေတဲ့အချိန်မှာသူကတလောကလုံးနဲ့ဘက်ကန်ကြီးပြန်ဝယ် ခင်ဗျာဆောင်းနာပြောသလိုတိတ်တောင်းနေဝယ်ခဲ့ရင်သိန်း၄လောက်မှာကျန်တော့အဲ့ချိန်ခင်ဗျာခေါင်းကလုံးမလို့တော့ဘာဈေးရထက်ကြမှာလား2000နေဖြစ်မှာလား1000ပဲဖြစ်မှာလားစုပ်ပြက်ကုန်မှာလားဒီလိုမျိုးတွေဖြစ်ပြီးကြောက်တယ်ဗျာအဲ maybe ခင်ဗျာအလုံးဆုံးစောင့်နိုင်3လ5လ6လစောင့်မယ်ဈေးပြန်တက်မလားကြည့်မယ်ဈေးရ rebound ဖြစ်မလားတဲ့ခါမှာတော်ပြီကွာလောင်းနေပဲရှုံးငယ်ပြီးထွက်မယ်ဆိုပြီးရောင်းလိုက်မယ်ခင်ဗျာအဲ့လိုမျိုးရောင်းတဲ့အချိန်မှာ carony လိုမျိုးကောင်တွေကဝင်လာပြီးတော့ခင်ဗျာရောင်းမဲ့ property ကိုကောက်မှာကျွန်တော်ဆောင်းနာပြောသလိုသူ strategy ဒီအခုကောက်တဲ့ဟာကိုနောက်တစ်နှစ်အတွင်းငါရောင်းမှာဖြစ်မယ်နောက်နှစ်နှစ်အတွင်းရောင်းမှာဖြစ်မယ်ဆိုပြီးမရှိရတဲ့အတွက်သူကကြိုက်တဲ့လောက် hold လို့ရတယ် ဲ့တော့ तू ကတလောကလုံးနဲ့ back gain ပြီးတော့ဆိုတော့ तू ရသမျှ percent အားလုံးစုပြီးတော့ရှိသမျှ property အကုန်ပြုတ်ဝဲဒီလိုနဲ့ပဲနောက်9နှစ်ကြာ2012ခုနှစ်မှာ Asian Mien စီးရဲ့ rebound ဖြစ်ပြီးပြန်တက်လာတဲ့အခါမှာတော့အုပ်စည်းနဲ့တင်းကျုံဝယ်နေခဲ့တဲ့ Caroni ရဲ့ capital ကဘယ်လောက်ထိဖြစ်သွားလဲဆိုတော့ तू ဒီ crisis မှာဖြစ်ခင်ဒေါ်လာ10တန်းမြာအခု crisis ပြီးတော့တဲ့အချိန်မှာ तू က10တန်းကျော်ခုန်တက်ပြီးဒေါ်လာတန်းတရာကျော်ထိချမ်းသာလာတာဆိုတော့ဒါမျိုးဆိုတဲ့အခါကျတော့ဆရာသမားအခုလိုမျိုးတတိပုဂ္ဂလသူ့ပတ်စံနဲ့သူမရန်တော့ဘဲနဲ့ဘာထက်လှုပ်လဲဆိုတော့ 2015ခုနှစ်ကစပြီးတော့ကြတော့အခုလိုမျိုးလူတိုင်းတိုင်ပြောက်တဲ့ crisis အခုလိုမျိုးလူတိုင်းဒေဝါလီခံရတဲ့ crisis အတွင်းမှာသူဘယ်လိုမျိုး defensive ပုံစံနဲ့ဆော့ပြီးတော့သူ capital ကို10%တော့ဆွဲတင်နိုင်ငယ်လေးဆိုရဲ travel core တွေသူရဲ့ real estate portfolio ကိုချပြပြီးတော့ကြတော့ carbon capital ကို launch လုပ်ခဲ့တယ်။တဘောတော့ပြချင်းချင်းလေးပဲကျွန်တော်တို့ငါ့မှာဒါပြမှမရှိရနေရင်ဒေါ်လာတန်းရအောင်ဆင်းတယ်။အဲဒေါ်လာတန်းနေပြီးတော့ငါ loss strategy နဲ့ဒေါ်လာတန်းတရာပြန် flip ခဲ့ပြီ။ဆိုတော့ main တော့လည်းပတ်စံလေးပုံနေဆိုရင်ငါ company မှာလာရင်းလို့ရတယ်။လာ investor လို့ရတယ်။ ဒါမျိုးပေါ့ဆိုတော့ကျွန်တော်ပြောတာပတ်စံပို့နေ investor တွေလိုက်ပြီးရင်းကျင်နေကောင်းလဲဆိုတော့အများကြီးဆိုတော့ကြဘယ်ပြောကောင်းမလဲသူ့ company ရဲ့မှာအလူရထည့်ကြတာပေါ့နောက်ပြီးရင်ကျွန်တော်ပြောတာသူက transparent လည်းအရင်ဖြစ်တယ်ဗျ investor တွေအနေနဲ့တစ်နှစ်တစ်နှစ်ကိုသူတို့ profit percent ဘယ်လောက်ရမလဲဒါပေါ့ရော less than အရင်တော့မများဘူး8% 9%တခုပေးရင်လည်းပေးမယ်နောက်ပြီးရင်တစ်နှစ်တစ်နှစ်ကို dividend အနေနဲ့ဘယ်လောက်ရမလဲ profit allocation ဘယ်လိုရှိရ profit distribution ဘယ်လိုရှိရနောက်ပြီးရင်ဒီပတ်စံလေးလာထည့်ထားတဲ့ investor တွေအနေနဲ့ အချိန်ဘလောက်ကြာတဲ့အခါမှာသူတို့ person တွေ cash out လုပ်ခွင့်ရှိမယ်ဘလောက် person cash out လုပ်လို့ရမယ်။ဘာညာစသဖြင့်ဒါမျိုးအားလုံးပို့မဲ့ link ချပြတာဖြစ်တဲ့အတွက် fee တိုင်းမှာထိတ်ဆုံးနီးပါးမှာရှိရတဲ့တွေဖြစ်တဲ့ Dana White, Floyd Mayweather, Kevin Hart, Rick Ross စတဲ့တွေရပါလာပြီးတော့ဒေါ်လာတန်းရာချီပြီးတော့သူစီမှာ invest လုပ်ကြရတယ်။ Fan dine နီးပါးတိုင်ပြောက်တဲ့ COVID-19 ကာလအတောတွင်းမှာလည်းအပြုံးမပြတ်ဖန်နေ AC ရွှင်ရင်းနဲ့ After Crisis မှာပို့ပြီးတော့ကျန်းလာသေးတယ်။ဒါရင်မကသေးဘဲနဲ့ Thanks Rule, Sell or Be Sold If you're not fast, you're less. Be obsessed or be average. The Millionaire Booklet. Sorry, what was going on a bestseller? So, how do you talk it? ဒီလိုပုံစံနဲ့ပဲ Grand Caroni တယောက်ဇက်တိုက်ကျုံရင်ယုံရင်ကနေလက်ရှိ2025မှာဆိုရင်သူ့ပိုင်ဆိုင်မှုကဒေါ်လာ1000ကျော်တိချမ်းသာနေပြီ။မကြာခင်မှာဘီလီယံနာဖြစ်တော့မယ်။ဘီလီယံနာဖြစ်ဖို့လက်တကန်းလိုရောက်နေပြီလို့ပြောမယ်ဆိုရင်လည်းမမအောင်။နောက်တစ်ခါကျွန်တော်တို့တစ်ဖက်ကသူ့ပိုင်တဲ့ Caroni Capital ကနေပြီးတော့ manage လုပ်ပေးနေတဲ့ Real Estate Portfolio ကိုကြည့်မယ်ဆိုရင်လည်း5.3 billion ဝန်းကျင်တိတန်တာဖြစ်လို့တော်တော်လေးကို strong ဖြစ်ပြီးတော်တော်လေး powerful ဖြစ်နေပြီပြောလို့ရတယ်။ David ကတော့ Grand Caroni တယောက်ဘဝတန်တန်သုံးဖို့တပုံလောက်ကိုစီးချလိုက်အလေးလိုက်လိုက်ဖြတ်တန်းနေရင်းကနေပြီးတော့ အရင်မိုက်တဲ့ strategic move တွေရွှေ့ပြီးတော့ HRV သမားတိုင်းစုပ်ပြတ်တဲ့နေအောင်ဒီရိုက်ဖြုတ်ခံရတဲ့ real estate crisis ကာလတခုအကောင်းဆုံးပုံစံနဲ့ကြော်ဖြတ်သွားရင်ကနေပြီးတော့ဒေါ်လာတန်ရာကျော်ဘလို့ရှာသွားလဲဆိုတာကိုကျွန်တော်သိသိရှင်းပြတော့တာပဲဖြစ်ပါတယ်။ခုလိုမျိုး mainstream ဘဟုထွက်တာလည်းရမယ်။နောက်ကအုံနောက်တွေလည်းကြိုးရှိမယ်။ဘဝတလန်တွေလည်းတစ်ဖက်တလန်အထောက်ကူပြုပေးမယ် content တွေ။ဆရာကြီးတွေဆရာကြီးဘလို့ဖြစ်လာလဲဆိုတာပုံမပါရဖြစ်ရမယ် live story ကိုကျွန်တော်ဆရာကြီး YouTube channel ကနေပြီးတော့အပတ်စဉ်တိုင်းတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက် မိတ်ဆွေအနေနဲ့ဒီဗီဒီယိုလေးကြည့်ပြီးတော့ကိုယ့်အတွက်တစ်ခုခုအကျိုးရှိသွားတယ်ဘုဒ္ဓရတိုးသွားတယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လေးတစ်ချက်လုပ်သွားလိုက်ပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်ဆုံကြပါမယ်